မင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေနေထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုဖတ်ပြမှာကတော့စိုင်းဆရာမောင်တန်းဆွေတော်ဝယ်ရေးသားထားတဲ့ရွှေတစ်တာစီမံကိန်းအရာပိုင်ခိုင်းအတွင်းဝင်ဥယျာဉ်အရာဇဝင်တည်သူများဆင်းရင်ဆွေရဆောင်မကိုဖတ်ပြမှာဖြစ်ပါတယ်နားဆင်ပြကြပါခင်ဗျာရွှေတစ်တာစီမံကိန်းအရာမိုင်ခိုင်းအတွင်းဝင်ဥယျာဉ်ဤရာဇဝင်တည်သူများဆင်းရင်မိုင်ခိုင်းအတွင်းဝင်ဥယျာဉ်ဆိုသူမှာစိုင်းဆရာမကြီးတကုံခင်ခင်လေးဤအဘိုးဖြစ်ပါသည် ဝက်မဆုဝင်ထဥလက်မှာအဘိုးဖြစ်သည်ဆာမကြီးထံတွင်သူ၏အဘေးနှင့်အဘိုးတို့၏မဆုမတန်းစရင်စပေအတူအထွားမြောင်များစွာရှိပါသည်ဆာမကြီး၏ဘဝနေဝင်ချိန်နောက်ဆုံးခါတွင်တင်ဖြူလန်းချင်ကားပွင့်ယုံဟောင်းရှိရှိကလားတထေးတိုက်ကြီးဒုတိယတန်းနိုင်နေပါသည်ဇိုင်းသူကတင်ဖြူလန်းနှင့်ဘေးတိုက်အနေထားတွင်ရှိသော YMCA အဆောင်တစ်တွင်နေ၏ဆာမကြီးဒုံခင်ခင်လေးနေသောနေရာနှင့်အလွန်နီးပါသည်ထို့ကြောင့်ဆာမကြီးထံမှကြာခဏရောက်၏ တနေ့သောအခါတွင်စားရစာတမ်းများရှင်းလင်းနေသောဆ iam ကြီးထံမှမိုင်ခိုင်းအတွင်းဝင်ဥယျာဉ်၏ရွှေတိတာစီမံကိန်း၏ရာဇဝင်းတည်သူများစည်ရင်ကိုတွေ့ရသည်ရွှေတိတာစီမံကိန်း၏ရာဇဝင်းတည်သူများစည်ဟုဆိုသည်မှာလည်းဆ iam ကြီးပြောပြ၍သိရခြင်းဖြစ်ပါသည်ဒီစရင်ကိုအန်တီခင်ရေးတဲ့စာဆိုတော်ဝိတ္ထုကြီးထဲမှာတော့အသေးစိတ်မထည့်လိုက်မိဘူးပြောပါသည်။စာရေးသူကစိတ်ဝင်စား၍ကူးယူထားခဲ့ပါသည်။ တလောကစာရေးသူဤစာရေးဆရာဟောင်းများရှင်းရရင်အဆိုပါစင်းကိုတွေ့ရသဖြင့်ဤဆောင်မကိုရေးလိုက်ရခြင်းဖြစ်ပါသည်။ဤနေရာတွင်ရွှေတစ်တာစီမံကိန်းဆိုသည့်ကိုရှေးဥစွာရှင်းပြရပါလိမ့်မည်။မြန်မာနှင့်1143ခုနှစ်တွင်ရွှေတစ်တာစီမံကိန်းဆိုသည့်ကိုအကောင့်ချေဖော်ကင်ခြင်းဖြစ်ပါသည်။ဒီပေါ်မင်းနှင့်ဒိုင်းခင်ခင်ကြီးတို့အရေးတွင်လက်သုံးတော်ကြီးကိုင်ရောက်တော်ဝဲပူအောက်မောင်းဝန်ရနာမမောင် တုတ်သည်အ धिक အကျိုးဆောင်ဖြစ်ပါဝင်ခဲ့သည်အရှင်နမ်မတော်မိဖုရဲ့ကောင်းကြီးကတည်သည်ဖြင့်ဇနမမောင်တုတ်ကိုအ धिक ပြစ်မှတ်ထားလျက်ဤရွှေတ္တာစီမံကိန်းကိုအကောင့်ထည့်ဖောက်ခဲ့ခြင်းဖြစ်ပါသည်ရွှေတ္တာစီမံကိန်းဆိုရ၌မိသူမဆိုအရှင်နှပါထံတိုင်ကြားလူသည့်အချက်များကိုလေဝဲစာရွှေတ္တာကြီးများအတွင်းသို့လာရောက်ထက်တိုင်ကြားထက်သွင်းနိုင်သည်ဟု ဟုပြုလုပ်သောအစီအစဉ်ဖြစ်ပါသည်။သဘောရိုးဖြစ်တိုင်ကြားသည့်စာများပါရှိတဲ့ကဲ့သို့တီဘောမင်းနှင့်ဒိုင်းခင်ခင်ကြီးတို့အရေးတွင်၎င်းအခြားကိစ္စများတွင်၎င်းရနမမောင်တို့၏မတရားမှုများကိုရေးထားသည့်စာများကအများဆုံးပါဝင်ပါသည်။ဤသည်ကလည်းတမင်လုံးချံဖန်တီးထားခြင်းဖြစ်၏။သို့သောထွေချင်းကစိုးသွန်းရန်ကားပူကြနေသောရနမမောင်တို့၏အဖြစ်အပျက်အမှန်များသာဖြစ်ပါသည်။တိုင်စာအလုံးသည်တီဘောမင်းနှင့်ဒိုင်းခင်ခင်တို့အရေးခင်နှင့်ပတ်သက်သည့်များသာဖြစ်သည်ဟု၍မဆိုနိုင်ချေ။ဟုတ်မဟုတ်မမမန်စစ်စေးစုံစမ်းသည်ဟုရလည်းမရှိ ခဲ့ပြီးဤကိစ္စကိုဆိုင်းသူတိရချင်းမှလည်းဆ iam ကြီးတကုံခင်ခင်လေးဤစာဆိုတော်ဝတ္ထုအရာဖြစ်ပါသည်မိုင်ခိုင်းမြို့သားအတွင်းဝင်ဥယျံသည်ရွှေတစ်တာစီမံကိန်းအရာရဇဝိတ္တသူများစည်ရင်နှင့်ထိုသူတို့ကိုမိတို့မိဖို့အဖြစ်ပေးသည်များကိုပါမှတ်တမ်းပြုထားခဲ့သည်မိုင်ခိုင်းအတွင်းဝင်ဥယျံ၏စည်ရင်မှာအပါအတိုင်းဖြစ်သည်၁ခမ်းပတ်မြို့သားဝင်ကြီးဥရွှေမောင်ထောင်ဥယျံတော်အတွင်းတန်ချစ်ချင်း၂၀နှင့်ထားသည့်အိမ်ရှိပစ္စည်းအလုံးကိုမင်းဗန္တာအဖြစ်သိမ်းယူသည်၂ နှင့်ပကံတွင်းဝင်ဥဖိုးကြီးကို ထောင်းမာထားသည် အိမ်ရှိပစ္စည်းအားလုံးကို မင်းပန္တာအဖြစ်တည်ယူသည်၃ပကံတွင်းဝင်မယားမှာအနောက်ထောင်တွင်ခြေချင်း၃ဆင့်နှင့်ထားသည်လေလက်သုံးတော်ကြီးခိုင်မြောက်တဝဲပေါ်အောက်မောင်းဝင်ရအောင်မြို့စာမမောင်တုတ်ကို ထောင်းမာထားသည်အိမ်ရှိပစ္စည်းအလုံးကို မင်းဖန်နာဖြစ်တည်ယူသည်ငါကြပင်းမြို့စာတရဲဝင်မမောင်ပြောင်းကို ထောက်မှထားသည်6မြို့သားမြို့သားရွှေမြို့တော်ဝင်ဦးတာအိုးကိုအိမ်အလွတ်တဆောင်၌တည်ခြားထားသည်9စီးတော်မြင်းဝွန်ရွှေတိုက်စိုးတောင်တမန်လေစာဦးဖေငယ်ကိုထောက်မှထားသည်6ကောင်းဟန်ဝင်ခင်မောင်လက်ကို ထောက်မှထားသည်9ထုံးမူးငွေခွန်ဝင်ဦးငယ်ကိုထောက်မှထားသည်10အက်ကပတ်မြင်းဝွန် ဥပဂျန်းကျန်းကိုထောင်မာထားသည်ဆက်တဲ့လမိုင်းမြင်းဝဥထုံးကိုထောင်မာထားသည်ဆက်နှင့်အတဝင်ဥတန်ကိုထောင်မာထားသည်ဆက်သုံးဆရေချင်းဥရွှေအိုကိုထောင်မာထားသည်ဆက်လေနတ်ရှင်ရနိုင်ဖို့ဥမုံကိုထောင်မာထားသည်ဆက်ငါနတ်ရှင်လူတော်ဖို့ဥဖိုးမောင်ကိုထောင်မာထားသည်ဆက်ခြောက်နတ်ရှင်တိုးဖို့ဥညိုကိုထောင်မာထားသည်ဆက်ခွန်ဖုံးတော်တိုးဖို့ ဥပေါ်ညွန့်ကိုထောင်မာထားသည်ဆက်ရှိတန်တော်ဆင့်ဥသောကိုထောင်မာထားသည်ဆက်ကိုပြဲလိုက်တန်ဆင့်ဥတုတ်ကိုထောင်မာထားသည်20ပြဲလိုက်တန်ဆင့်ဥခင်ကိုထောင်မာထားသည်21မြို့စည်ဥမြို့ကိုထောင်မာထားသည်22မြို့စည်ဥကံတော်ကို ထောင်မာထားသည်23အတုံးစည်ဥပါလီကိုထောင်မာထားသည်24ဒိုင်းစည်ဥသက်ရှိကိုထောင်မာထားသည်25ဘဘဲစည်ဥဘိုအိုကိုထောင်မာထားသည် တီဘုံမင်းနဲ့ဒိုင်းကခင်အရေးမှာအရေးယူခံရသူ25ရာလောက်ပဲဆိုတော့တိတ်မများဘူးပေါ့နော်အန်တီခင် ထို့သောစာရေးသူကမိလိုက်တော့အခါဒီထက်များတယ်လို့အန်တီခင်ရဲ့အဖိုးဝက်မစုံဝင်တောက်ကပြောတယ်မိုင်းခိုင်းအတွင်းဝင်ဥယျံရဲ့စည်ရင်မှာတော့ဒီလောက်ပဲပါတာကိုဟုပြန်ပြပါသည်ထို့နောက်အန်တီခင်ကဥယျံဤစည်ရင်အရာရဇဝိတ္တရဇဝိတ္တများအကြောင်းကိုဆက်ပြောပါသည်ကောင်းဟန်ဝင်ဟောင်းဥခင်လက်နဲ့ဥခင်မောင်လက်နဲ့ ထုံးမှုငွေခွင်ဝင်ဥငယ်တို့ကိုအချုပ်နဲ့မိုးကောင်းပို့ထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့သူတို့ထွက်ပြေးသွားကြတဲ့မြို့တင်မြို့သားအတွင်းဝင်ဥရွှေဖီနဲ့တန်ချက်ဝင်တော်ဥမျိုးတို့ကဒီအကြောင်းကိုတိုင်ကြားစာပို့တယ်။ထူးဆန်းတာကတိုင်ကြားစာလွတ်တော်ကိုရောက်ပြီမဲ့တီပေါ်မင်းစီမတင်ပြကြဘူး။ ဥွှေဖီနဲ့ဥမျိုးတို့ကခရီးကပြန်ရောက်တဲ့အခါအစီရင်ခံစာကိုလက်ထီလက်ရောက်ဆက်တကြရဲဆိုတဲ့ဒီတော့မင်းတရားကြီးနားမှာအမျက်ရှိတဲ့အရှင်မိဘရဲ့ကောင်းကြီးကအကြီးအကျယ်စိတ်တော်ဆိုပြီးကင်းဝင်မင်းကြီးနဲ့လွတ်တော်အရာရှိများအားအပြစ်တင်စုပူချိန်ပေါင်းနဲ့တာဝန်ရှိတဲ့မိုးကောင်းမြို့ဝင်ကိုအချင်းချပြီးရွှေဘွားတော်အောက်ကိုခေါ်ယူလိုက်တယ်ဆိုပဲ။ ကင်းဝင်မင်းချင်းနဲ့အပေါင်းပါတို့သည်စီမင်းခံဘယင်စနစ်ကိုကူပြောင်းရန်ကြိုးစားလျက်ရှိချိန်တီဘောမင်းဤကိုရီကိုရာကြောင့်ဖြစ်ပေါ်လာသောကိစ္စများနှင့်နောက်ဆက်တွဲပြဿနာများပါဝင်ပတ်သက်လိုဟန်မရှိကြ၍ဤကိစ္စကိုဖုံးကွယ်လိုချဟန်တူပါသည်ပကံအတွင်းဝင်ဦးဖိုးကြီးနဲ့အတွင်းဝင်ကတော်တို့ဟာထောင်ထဲမှာကွတ်မြက်ခံချရရှာတယ်။ဒိုင်းခင်ခင်ကြီးကတော့တိုင်တာမင်းကြီးရဲ့နေအိမ်မြင်းဆောင်ထဲမှာထားရကကွတ်မြက်ခံရတဲ့အဲ့ဒီချိန်တုန်းကဒိုင်းခင်ခင်ကြီးမှတိပေါ်မင်းရဲ့ရင်သွေးတော့ပါသွားတယ်ဆိုတဲ့ ခံပတ်ဝင်ကြီးလည်းအကျဉ်ထောင်တဲကိုဝင်ရရှာတယ်။ပါတော်မူပြီးတဲ့နောက်မှလွတ်တဲ့တဲ့မိုးကောင်းကိုအပုတ်ခံထားရတဲ့တောင်တမန်လေစားမောင်ဖီငယ်ကတော့မိုးကောင်းမှာပဲကုမြင့်ခံရရှာတယ်။ရနာမုံမောင်တုတ်ကတော့ထောင်ထဲမှာရှိတဲ့ကတ်ကြီးနဲ့လဲမျိုးကိုထိုးပြီးတေချောင်းကြံစီသွားတယ်လို့ဆိုတဲ့အမှန်တော့ရန်ညိုးရန်စားရှိတဲ့ရွှေလန်ဘူကထိုးတက်လိုက်တာလို့တော့ပြောကြတယ်ဟုအန်တီခင်ကရှေလန်ဆာဆက်ရေးရှင်းပြပါသည် မိုင်းခိုင်းတွင်းဝင်ဥယျံဤမတန်းမှာထောင်မှထားသည့်သို့သောဆင်းပါလူများသည်ပါရမူပြီးသောအခါထောင်မှလွတ်ချဟန်တူပါသည်အသက်မတည်ကြပါစာဆိုတော်ဝိထုကြီးထဲတွင်ဤကိစ္စနှင့်ပတ်သက်၍တီပေါ်မင်းနှင့်ရှင်နမတော်မိဖုရဲ့ကောင်ကြီးတို့သည်အကြီးအကျယ်စကားများကြသည်ဆို၏မိဖုရဲ့ကောင်ကြီးကတီပေါ်မင်း၏ရှောင်းထုံးကိုစောင့်ဆွဲလိုက်တဲ့ကဲ့သို့ဖြစ်သွား၍တီပေါ်မင်းသည်လက်သုံးတော်လမ်းနှင့်ထိုးရန်လိုက်သည်မိဖုရဲ့ကောင်ကြီးကတအကုံပြေးလျက် ီပေါ်မင်းကနောက်မှလန်နေလိုက်သည်ကိုဘေးမှရှိသောနန်းတွင်သူနန်းတင်သားများမြင်ကြရသည်ဆိုပါသည်ထွေခါမိပြေကောင်ကြီးဘက်တော်သားအပြူတော်တူကတီပေါ်မင်းအားရေကြည်တော်ဆက်၏ထိုရေကြည်တော်ကိုတောက်ပြီးတင်နှင့်တီပေါ်မင်းသည်ဆက်မလိုက်နိုင်တော့ပဲလူမန်းသူမန်းမသိတတိလစ်သွားသည်ဆိုပါသည်နောက်ပိုင်းတွင်မိတို့ပင်ဖြစ်ပွားသည်ကိုတတိမရတော့သည်အထည်ဖြစ်ခဲ့၏ဤအဖြစ်ကိုအခွင့်ရေးယူကအရှင်နမတော်ဖျားသည်ဒိုင်းခင်ခင်အမှုအခင်းတွင်သူဤစိတ်တိုင်းကြချက်လဲခွင့်ရသွားခဲ့သည်ဆိုပါသည် ်ဒီပေါ်မင်းအားဆက်တာဒီရေကြီးတော်ဒီရိုးရိုးရေကြီးတော်မဟုတ်အလွန်ယုံညံ့သောအစီအမံဖြစ်ပြုလုပ်ထားသောရေကြီးတော်ဟုဆိုပါသည်ဤဒီတို့မှာစာဆိုတော်ဝိထုကြီးထဲတွင်ပါ၍စာရင်သူတရားချင်းဖြစ်ပါသည်စာဆိုဆိုတော်ဝိထုကြီးထဲမှကိစ္စများကိုဆာမကြီးတကုံခင်ငယ်လေးနှင့်ဆက်ပြောကြသည်ဒီပေါ်မင်းအားဆက်တာသောရေကြီးတော်နှင့်ပတ်သက်ရင်မြကြီးအား လူကြီးတွေအစင်ဆက်ပြောလို့အန်တီခင်ရေးခဲ့တာအန်တီခင်မိလိုက်တာမှမဟုတ်ပဲစုပြားလတ်ဟာလင်းကိုနိုင်ချင်တော့ဒီလိုကောက်ကြည့်ရုံမာတဲ့ကိစ္စတွေလုတ်တက်တဲ့ဒါကြောင့်ဒီဘောမင်းဟာဖုံးတကိုးနှိပ်ပြီးပါတော့မူသွားရရှာတာလို့ပြောကြတယ်ဟုဖြေပါသည်စိုင်းသူကဟုတ်ချင်လည်းဟုတ်မယ်အန်တီခင်ဒါပေမဲ့အဓိကကတော့တကယ်ကောက်ကြည့်ရုံမာတဲ့နေချက်ဗီတိရှာကြောင့်ပါတော့မူသွားရရှာတာပါဟုပြန်ပြောလိုက်ရပါသည် မောင်တန်းဆွေတော်ဝဲဆက်လက်ဖက်ပြမှာတော့စိုင်းဆီယာ နန်အီဂရီရှင်ရေးသားထားတဲ့အထင်းဆိုတဲ့ဝတ္ထုတိုးလေးကိုဖျက်ပြမှာဖြစ်ပါတယ်ဆက်လက်နာဆင်ပြချပါခင်ဗျာအထင်းညနေ6နာရီခွဲနဲ့9နာရီကြားဆိုရင်ဖြင့်ကျွန်တော်ဒီမန်ပတင်းတကားအနီးရောက်လာပြီမန်ပတင်းကမိဖို့ကြောင့်နဲ့အိတ်ခမ်းချာရှိပါသည်တည်တဲ့အတိုင်းရန်ကုန်မြို့ကကန်ထရိုက်တိုက်ခမ်းဆိုတာအခမ်းရယ်လို့တည်တံ့ဖွဲထားတာမဟုတ်ဟောကန်းကိုကိုပါတာကရင်ရလာမျိုးဆိုတော့ဧကန်အိတ်ခမ်းထမင်းစားတာနဲ့ချက်တာပြုတ်တာကတခမ်းစက်တိုက်ပဲ။ ဒီအခန်းလေးကျွန်တော်ဆရောက်တော့ငားပေးတဲ့တငယ်ချင်းကဒီရက်ကွက်လေးရဲ့လူကြီးပေါ့လေရည်စရာပြောပါတယ်ဒီမန်နဂါးတွေကညဆူအပြင်ကအတွင်းကိုမြင်ရတယ်မင်းအင်းကြီးတွေဘာတွေလဲလဲရင်တတိထားတဲ့ကျွန်တော်ရင်မုန်းလိုက်ပါတယ်ကျွန်တော်ကလူလူပြိုကြီးတယောက်ပါစလုံးပေါင်းမားတာမဟုတ်ပါဘူးเนาะအိမ်တောင်ရေးပြိုကွဲသွားတဲ့လူတယောက် ဒါကိုဆုလို့တာပါမိမထက်ယူဘူးလားอืมကောင်းကောင်းမွန်မွန်မျိုးသမီးလေးတယောက်ရရင်တော့လူချင်းသားဗျတိတယ်မဟုတ်လားယောက်ျားစစ်စစ်တွေအကြောင်းမိမကိုစိတ်ဝင်စားတဲ့ယောက်ျားစစ်စစ်ရှင်ပြောဗျခုကျွန်တော်ပြောမှာကလည်းယောက်ျားစစ်စစ်ဖြစ်တဲ့ကျွန်တော်အကြောင်းဗျအဲခုနစကားတော့ဘယောက်သွားပါလိမ့်ညနေ6နာရီခွဲနဲ့9နာရီကြားဆိုကျွန်တော်ညနေ6နာရီခွဲနဲ့9နာရီကြားဆိုကျွန်တော်အဲ့ဒီပဒိနာမခွာတော့ဘူး ဆိုခဲ့သလိုရန်ကုန်မြို့ဆင်ချင်ဖုံရက်ကွက်လေးတစ်ခုက contract တိုက်လေးတစ်ခုရဲ့လေးထက်မြောက်မှာကျွန်တော်နေပါတယ်ကျွန်တော်တိုက်ခိုင်းရင်ကက်လက်အခန်းမှာမျိုးသမီးတယောက်နေပုံရတယ်နေပုံရတယ်ဆိုတာကခက်မှန်ပြောရတာပါအသေးစားတော့ကျွန်တော်ပဲသိပါမလဲမြို့ကြီးတွေရဲ့ထုံးစံကိုမျက်နှာချင်းဆိုင်အခန်းတော်ကုလူဆက်ဆံမှုမရှိကြတာဟိုဘက်ဒီဘက်တိုက်ဆိုတာဆိုးရောပေါ့ခုခေတ်ဆိုပိုဆိုးရောအင်ကားတွေက6လတခါစာချုပ်နေတာတချို့3လတခါတော့ချုပ်ကြတဲ့ကိုတိုက်ခန်းကားလို့မျက်မှန်တမ်းမြုံရှိသေးတိတ်မကြဘူးပျောက်သွားပြန်ရော ကြာတော့မတ်မနေတော့ပဲဖာတိပါတာနေလိုက်ရတော့တာပဲတည့်ရပေါ့ဗျာရုံးကစောပြန့်လာတဲ့တည့်ရကျွန်တော်ထမင်းစားမယ်ဆိုပြီးအက်တီမန်ပဒင်းသားရက်လိုက်တယ်ပဒင်းပေါက်ကက်လျက်မှာရေဦးစင်လေးထားတာကိုထမင်းမစားခင်ရေတောက်မလို့လေကျွန်တော်ကရေခဲ့တတာကရေကိုမတောက်တတ်ဘူးရေဦးထဲကရေကိုခက်လိုက်ရင်မျက်လုံးကမျက်လက်မျက်နှာချင်းဆိုင်ကိုကြည့်မိလေတာဖြစ်သွားတယ်တိုက်တိုက်ဆိုင်ဆိုင်ဗျာအဲ့ဒီမန်ပဒင်းမှာအမျိုးသမီးတစ်ယောက်ရက်နေတာတွေ့လိုက်တယ် ကျွန်တော်ရုပ်ရည်ရဲ့ကြောင်းသွားတာပေါ့ဘဲနဲ့တခါမှလည်းမတွေ့ဘူးပေါ့အသက်က30လောက်စပင်လေးကိုကပုတ်ရုပ်လေးစီးလို့ထူးဆန်းတာကသူ့မျက်လုံးတွေကကျွန်တော်အခန်းပတင်းကိုစူးစိုက်ကြည့်နေတာဗျမမ်ပရင်းချတာပြင်မဲ့ကျွန်တော်ရင်လည်းဘာလို့လိုကြီးဖြစ်သွားတယ်မရှိနဲ့လေဗျခင်ဗျားတို့ကမင်းကလေးတယောက်ကခုအခန်းကိုစူးစိုက်ကြည့်နေဘာခံစားမှုမှမဖြစ်ပဲနေမလားကျွန်တော်ကတော့ပြောရတယ်ဗျမိမနဲ့ပတ်သက်လို့ဘာမှမခံစားရပါဘူးဆိုယောက်ျားမစစ်လို့ပဲဗျ ဒါနဲ့ရေတောက်ပြီးမရောမလဲနဲ့တိချအောင်နောက်တစ်ခေါက်အဲ့နားကိုထက်သွားလိုက်တယ်။ဟုတ်တယ်ဗျ။လက်ကတခုခုလုံနေရင်ကျွန်တော်ပတင်းကိုမခွာတန်းကြည့်နေတာ။လက်ကတခုခုလုံတယ်ဆိုတာသူတို့ပတင်းပေါင်နားမှာစပွဲတစ်လုံးရှိပုံရပါတယ်။စပွဲပေါ်ကအလုတ်တစ်ခုပေါ့ဗျာ။ဟင်းရက်တင်နေတာလား။ဒီအချိန်ကညနေစာစားချိန်ဆိုတော့ထမင်းထက်နေရလား။စပွဲကထမင်းစပွဲဖြစ်မှာပေါ့။ကျွန်တော်လည်းစဉ်းစားတယ်။ဘာကြောင့်ငါအခန်းကိုဒီလောက်စူးစိုက်စူးစိုက်ကြည့်နေရတာလဲပေါ့။ ငယ်ချင်းကပြောတာကတော့အပြင်ကအတွင်းကိုမြင်ရတယ်ဆို။ तू ကျွန်တော်ကိုမြင်မှာတော့တေးကြရဲ့ပေါ့။ဒါနဲ့တော့ယောက်ျားတယောက်နေတဲ့အခန်းကိုတလောက်ရဲရဲတင်းတင်းကြည့်ရတယ်လို့ကျွန်တော်ရင်ထဲမတင်မကြနဲ့အဲ့ညညစာမစားနိုင်ဘူး။ခင်မင်းကလေးတွေများတဲလဲရဲတင်းတကူ။ဘာသဘော?ဘာ?တော့မကြဘူးလား။ဟုတ်လား။ဖဲနဲ့ပြောပါလိမ့်ဗျာ။မိမတွေရဲတင်းနေကျုပ်တို့ယောက်ျားတွေပွားနေပဲဗျာ။သူတို့တွေယောက်ျားတွေနဲ့တန်းညှိချင်းနေကျုပ်တို့အနေချောင်နေပဲပြော။ အဲ့ဒီကစတာပဲကျွန်တော်ယောဂရတာညနေဆိုအလောက်ကစောစောရအောင်ပြန်တက်လာတဲ့ခါတိုင်းဆိုတငယ်ချင်းတွေနဲ့ဘီယာတောက်ဆိုင်ထိုင်ဆိုင်မထိုင်လဲအလောက်စင်းတာနောက်ကျချင်းကြခုတော့မဟုတ်အလောက်ကိုလက်ဆက်တက်ပြီးအတက်နိုင်ဆုံးအင်ကိုရအောင်ပြန်တယ်ညနေ6နာရီနဲ့9နာရီကြားအင်ရောက်ပြီးအင်ရောက်ဖို့ဆိုတာလွယ်တာမှမဟုတ်တာကားအမတန်ပိတ်တဲ့အချိန်ဒါနောင်ကျွန်တော်ကရုံးနဲ့အနီးဆုံးမှနေလို့နောက်ဆုံးလက်လျှောက်ပြန်လိုက်အောင်ဟုတ်တယ် တခါကျွန်တော်လမ်းလျှောက်ပြန်မှုတယ်အလုံးနဲ့အိမ်က၄၅မှတ်တိုင်လောက်ဝေးတာဆိုတော့မမီနိုင်တော့ဘူးဆိုလမ်းလျှောက်ပြန်တယ်အချုပ်ကတော့ညနေဆိုကျွန်တော်အဲ့မန်ပတင်းနားကိုရောက်ပြီသူကလည်းကျွန်တော်ကိုကြည့်နေတာကိုသိတယ်ထင်တယ်ဗျအဲ့ဒါကြောင့်ဒီချိန်ဆိုအမြဲကြည့်နေတာပေါ့သူစန္နာကညနေ6နာရီခွဲကနေ9နာရီကျော်လောက်အထိပဲစတဲ့ချိန်ဆိုမတွေ့ရဘူးကြာတော့ကျွန်တော်အဲ့မျိုးသမီးရုပ်တွင်ကိုမက်မိလာတယ် ဖြစ်ချင်တော့တမနဲ့ယုံသွားအဲ့မျိုးသမီးနဲ့တိုးပါလိရောကြပြဆန်ဆန်ပြောရရင်အဲ့နေ့ကနှင်းတွေကျနေတယ်မနဲ့ခင်ပေါ့ရန်ကုန်မြို့မှာနှင်းမကျတာဘယ်လောက်ကြာပြီလဲခရစ်မတ်ကိုချွေးတလုံးလုံးနဲ့ဖြတ်ကျော်လာခဲ့ရတာကြာလာပေါ့တကယ်တော့ကျွန်တော်ပုံမှန်ယုံချင်ကနေမြင့်ပါတယ်ယုံယုံနာလဲနေတော့အချိန်နဲ့အသိမပေးရပါဘူးအဲ့နေ့ကတော့မနဲ့9နာရီ15ပဲရှိသေးတာပေါ့ခဏတိုင်းဒီအချိန်ကျွန်တော်အိတ်ကောင်းတော့မနေ့ကမပြတ်တဲ့လုပ်ငန်းလေးရှိလို့အဲ့ဒါလဲဟိုအမျိုးသမီးဆောင်ပဲသူနဲ့တွေ့ရမယ့်အချိန် နောက်ကျသွားမှဆိုလို့လက်ဆမတက်ပဲယုံစင်းလာရတာမနဲ့အမီလှုပ်ပေးမယ်ပေါ့မနဲ့ကြအစောကြီးနိုးနေပါလေရောစိတ်ကမဖြောင်းကျွန်တော်ကတာဝန်ကျေတဲ့သူဆိုတော့ဒါနဲ့ယုံကိုဆောထွက်လာတာယုံရောက်မှလက်ဖက်ရည်လေးပါလေတော့မနဲ့ခင်းစားလေးစားရမယ်ပေါ့လမ်းပေါ်ရောက်တော့ဒီချိန်လှုပ်သွားနေကြတဲ့လူတွေအများသားပါလားကျွန်တော်မှတန်းအံ့တော့အားလုံးကခက်သက်သက်လေးလမ်းချလို့ကျွန်တော်ကတော့ပတ်ဝန်းကျင်ကိုစူးစမ်းလေးလာနေသူလို့ဟိုကြည့်ဒီကြည့်အေးစေးပေါ့ခက်ပြေးပြေးရှောင်ရင်းလမ်းထိပ်ကားမတိုင်ကိုသွားနေရတာ လူတော်များများကကျွန်တော်ကိုချွတ်တဲ့သွားကြပါတယ်။ရုပ်တရက်ကျွန်တော်နှကောင်းနဲ့တင်းပြတ်တဲ့ရင်းနဲ့တခုကိုချက်လိုက်ပါတယ်။တိတ်မကြအမျိုးသမီးတစ်ယောက်ကျွန်တော်ကိုဖျက်ချော်တက်သွားပါတယ်။စပင်းအခွေလေးတွေကိုခက်ရော့ရော့လေးစီးထားတဲ့အမျိုးသမီးတစ်ယောက်ကျွန်တော်ကိုချော်အတက်မှာခေါင်းလေးတစ်ချက်ငှက်ဆောင်လို့ကြည့်သွားပါတယ်။မနေ့ကခင်ကြီးကျဲကျွေတာမြင်လိုက်ရတယ်လို့ဖြိုးဖြတ်သွားစေတဲ့ရောင်စင်တန်းလေးတစ်ခု ကျွန်တော်သိလိုက်ပါပြီဒါဟိုအမျိုးသမီးဒါပေမဲ့တချက်ငဲ့ဆောင်အကြည့်မှာ ခန်းစားသိမြင်လိုက်ရတာကတဲတင်းတဲ့မျက်နှာသားနောက်ဖြတ်သွားတဲ့လူတယောက်ကိုကြည့်တဲ့အချင်းမျိုးသူကျွန်တော်ကိုသိတာသိချပါတယ်ကျွန်တော်လုံးဝမကျေနပ်ဘူးဒါနဲ့သူ့နောက်ကမလိုက်ပဲလမ်းတစ်ဖက်ကိုကူးလိုက်ပါတယ်ပြီးခြေလမ်းကိုမြန်လိုက်တယ်မိမခြေလမ်းနဲ့ယောက်ျားခြေလမ်းပဲဗျာသူ့ကိုကြော်သွားပြီးနောက်ကိုတချက်ငဲ့ဆောင်ကြည့်လိုက်ပါတယ် ။ "तू ကကျွန်တော်ကိုကြည့်မနေပါဘူး။ကျွန်တော်ပြုံးလိုက်မိပါလေ။ဒါမိမတွေရဲ့မာယာပဲ။အသက်30ကျော်ရင်မိမတွေကပုံမာယာများသည်။ဒါပေမဲ့ तू ကဖုံးပြောမပြတ်ပါဘူး။ Fairy ကို तू လိုက်မဲ့အချိန်ဖုံးဆက်နေတာ။ကျွန်တော်လဲလန်းထဲရောက်ရောလမ်းမတစ်ဖက်ချမ်းမှာ Fairy disease ရက်နေတာတွေ့ပါတယ်။ကျွန်တော်ကြည့်နေတော့ဟိုမျိုးသမီးကတော့ကားလမ်းကိုခက်မြင်မြင်ကူးလို့အဲ့ဒီ Fairy ဘော်ကိုအပြေးလွှတ်တက်သွားပါလေ။ကျွန်တော်ဘက်ကငှက်ဆောင်လို့တောင်ကြည့်မသွားပါဘူး။ အဲ့ဒီနေ့ညနေကိုတော့ကျွန်တော်တိချာစောင့်ကြည့်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ညနေ6နာရီခွဲကျော်အထိအရေးအယောင်မမြင်ရ။ကျွန်တော်စိတ်ထဲအော်မနေ့ကမသိချင်အောင်စောင့်လိုက်တဲ့အတွက်အနေရများခက်နေသလားပေါ့။ကျွန်တော်အတွေးမဆုံး။သူကျွန်တော်မြင်ဝင်နေအလောတကြီးဝင်လာပါတယ်။တိချာကြည့်လိုက်တော့မနေ့ကဝစ်ဆုံနဲ့ယုံသွားတဲ့အဝတ်အစားတော့မလဲအားသေး။အော်သူယုံနောက်ကျတာပါလားပေါ့။အလောတကြီးဆိုတာသူ့ကိုကြည့်ရတာပြန်ရခက်နေတယ်လို့ထင်ရလို့ပါ။ ကျွန်တော်နေရာကချင်းရင်သူ့နဲ့တစောင်းနေထားလောက်မှရှိတဲ့လက်စေးဘေးစင်ကိုပါမြင်ရပါတယ်။သူကပကံစင်းနေတုန်းကိုတောင်ကျွန်တော်ပဒိန်းစီခက်ဆောင်ဆောင်ကြည့်နေပါတယ်။မိရအောက်မှာသူ့မျက်ဝန်းတို့တဖြက်ဖြက်လက်လို့သူ့အပြုံးတို့ရွှင်မြူးတက်ကြွလို့တစ်ချက်တစ်ချက်မျက်ဝန်းလေးတွေကချစ်စရာကောင်းစွာငေးရီလို့မနေ့တုန်းကနဲ့တခြားစီတခါတခါပဒိန်းပေါက်ကမျက်လုံးမလွှဲပဲသူ့ရဲ့အရှိကံကိုစကားလမ်းပြောသေးတယ်။ ခတ်တော့ခဲ့ပြီဒါနဲ့9နာရီ15မိနစ်လောက်ရှိတော့အဲ့ဒီအခန်းမိမိတ်သွားပါတယ်ဒီအကြောင်းတငယ်ချင်းကိုပြပြဖို့စိတ်ကူးသေးတယ်သူကဒီရက်ွက်သားရက်ွက်လူကြီးမဟုတ်လားအဲ့ဒီအခန်းကဘသူတွေနေရလဲဘာလို့လဲဆက်သဖြင့်ဆက်စုအောင်မလို့ဒါပေမဲ့တရက်တငယ်ချင်းကပြောတယ်မင်းလည်းဒီရက်ွက်ရောက်တာသုံးလေးလားရှိပြီမိတ်ဆွေလေးရအောင်ငါနဲ့စွန့်ချွေးတစ်ခုလိုက်ခဲ့ပါလားတဲ့မေးလိုက်တော့ဟိုအမျိုးသမီးခံဖြစ်နေတယ်ဒါနဲ့ကျွန်တော်လည်းအသာလေးလိုက်လာခဲ့တယ်တေးချောင်းစုံစမ်းမယ်ပေါ့လေတငယ်ချင်းကပြောပြတယ်တားမိနှစ်ယောက်ထဲနေတာ ရုံးဌာနတခုကရရှိတရားလို့ပြောပါတယ်ဒီရက်ခွဲမှာနေတာကြပြီတဲ့တငငချင်းနဲ့တော့ရင်းနှီးပုံရတယ်ဟိုရောက်တော့တငငချင်းကမိတ်ဆက်ပေးပါတယ်ကျွန်တော်သူ့မြတ်ဝန်းတွေကိုစူးစိုက်ကြည့်လိုက်ပါတယ်သူ့မြတ်ဝန်းတွေကပကတိတည်ငြိမ်ရင့်ချက်လို့ကျွန်တော်ကိုလည်းလေးလေးစားစားနဲ့ဒါပေမဲ့ကျွန်တော်မျိုးလင့်နေတဲ့အဲကျွန်တော်တွေ့ဘူးနေတဲ့မြတ်ဝန်းမျိုးတော့မတွေ့ဘူးကျွန်တော်ကိုလည်းတိတဲ့အရေးအယောင်နောက်ရှုတိုရှန်တန်းလည်းမရှိဘူးဒါပေမဲ့မျက်လုံးလေးကတော့အတော်စားတယ်လို့တွေးနေမိပါတယ်။အဲ့ဒီအချိန်သူ့တငယ်ချင်းအုပ်စုတွေထင်မှားရဲ့ရောက်လာကြတယ် သူ့အမေကြီးကလည်းခင်ခင်မင်မင်နဲ့လူကြီးဆိုတော့စကားတွေပြောပေါ့ကျွန်တော်တို့ကိုအဲ့ခံနေပါတယ်ဟဲ့နေညာမီလားအမလီဘယ်မီပါမလဲတာမွေရောက်တော့ကိုမားနိုင်ခွင်းနေပြီဘယ်ရမလဲဖုံပလေးကိုဖယ်ရီပေါ်မှာထောင်းပြီးကြည့်ပြလိုက်တယ်ကျွန်တော်တို့ဝိုင်းနဲ့ကက်လျက်မှာသူ့တငယ်ချင်းတွေနဲ့ပြောနေတာကျွန်တော်တိတ်ချက်ချာကြည့်လိုက်တော့အံ့ဩလာဆိုတာသူ့မျက်ဝန်းလေးတွေရှုံးဆူလာပါတယ်မပြောပါနဲ့တော့ကွယ်ညနေကိုရီးယားကောက်ပြောနေကြတာအတော့မလဲအဲ့ဒီအချိန်ဆိုထမင်းကိုဒရောတော့ပါဆားတယ် မကောင်းပါဘူးအညိုအတေးတွေကိုဆက်လန်းလုပ်ထားတာဒါပေမဲ့အဆုံးတက်တော့ကောင်းသားမတရားတဲ့သူကအပြစ်တင်ခံရတယ်ကျွန်တော်ရည်ချင်သွားပါတယ်မကြီးမငယ်နဲ့ကိုရီးယားကဆွေးရတယ်လို့ပေါ်ဒါပေမဲ့သူ့အမေဆက်ပြောလိုက်တဲ့စကားကဟင်းချို့ကိုလှမ်းလိုက်တဲ့ကျွန်တော်လက်ကိုတန့်သွားစီပါတယ်ဘလောက်အချိန်နေဆိုတဲ့လဲဆိုရုံစင်းချိန်ကိုရီးယားကလာချိန်ဆိုထမင်းခူရင်ကိုရီးယားကကိုမန်ပတင်းကနေကြည်နေတာအမေကိုလည်းထမင်းစားနောက်မချစီချင်ဘူးလေကျွန်တော်ဗျာကနေဖြစ်ပြီးဟင်းချို့တွေပစိုးပေါ်ဖိတ်ကုန်တော့ သူ့အမေကြီးကအန်အားနာသွားပြီးလူလေးလာလာလာရေလေးနဲ့ဆေးလိုက်ငပြိုင်နဲ့ဆွဲသွားမယ်လို့ပြောပြီးနောက်ဖေးကပေးစင်စီခေါ်သွားပါတယ်တငယ်ချင်းကတော့ဟုတ်တယ်အဲ့ဒီကားတွေကကြည့်မြင်စက်ကြီးရမလို့ဝင်ပြောပါတယ်ဒီမှလေအဲ့ဒီမန်ပတင်းကကြည့်တာညဆိုထင်းနေတာပဲထမင်းကူးတဲ့အချိန်လေးလွတ်သွားမှဆိုလို့ထမင်းကအင်းရှင်မှစားကြတာသူကလင်းမင်းဟိုဆိုအသေးဆွဲပကင်စင်းနဲ့မြရည်လေဟုတ်ပါရဲ့လက်စင်ရင်သူ့အမေကြီးပြတဲ့ပတင်းကို လမ်းကြီးလိုက်တော့ခက်ဆန်းဆောင်လက်လိုက်ရင်ပဒင်းပေါင်းနဲ့ကွက်တိပါပဲလားအဲ့ဒီပဒင်းနဲ့ကက်လျက်မှာကျွန်တော်ရဲ့ခုမှကျွန်တော်သဘောပေါက်သွားပါတယ်နောက်ပြီးညမရောက်နဲ့ဆိုတီဗီကအလင်းကမန်အယောင်ကို ဖုံးသွားတာဆိုတော့ကျွန်တော်ကိုလုံးဝမြင်စရာအကြောင်းမရှိဘူးဆိုတော့လက်ဆက်တက်တော့သူ့အိမ်ရှိခန်းကတီဗီကသူ့မှန်ပဒင်းမှာထင်နေတာကိုအဲ့ဒီနေ့ညနေမှာပဲကျွန်တော်အိမ်ရဲ့ဖွဲ့စည်းပုံကိုပြောင်းလိုက်ပါတယ်အဝိဘီရိုနဲ့အဲ့ဒီပဒင်းကိုပိတ်ကာပစ်လိုက်တာပေါ့ ပါတယ်သူကလီမင်ဟိုကိုအသေးဆွဲဆိုပဲနန်းအီဂရီရှင်ဆက်ဖက်ပြချင်တာကတော့ဆိုက်ဆရာနေအောင်ရေးသားထားတဲ့ overview f နဲ့ကျွန်တော်တို့ကဘာဆိုရဲစာတူလေးပါ overview f နဲ့ကျွန်တော်တို့ကဘာ the overview f ဆိုတာတိမှန်နားလည်မှု ပြောင်းလဲခြင်းဖြစ်စဉ်တစ်ခုဖြစ်တယ်ဘယ်သူတွေပြောင်းလဲသွားတာလဲဆိုတော့အာဂတယင်မူတွေဆက်ချဝရာစူဆန်လစ်လာသူတွေရဲ့ တိမှုမတ်မှုပြောင်းလဲသွားတာနားရှင်းအောင်ပြောရမယ်ဆိုရင်အတိတရားရသွားတာပါအာဂတယင်မှုတွေဟာသူတို့ရဲ့ခီးစဉ်အတွင်အာဂတထဲကနေကဘာမီကိုပထမဆုံးမြင်တွေ့လိုက်ရတဲ့အခါသူတို့တွေရုပ်တရည်အတိတရားရကုန်ချတဲ့တကယ်တော့ကဘာဆိုတာအလွန်သိငယ်ပြီးစက်ကူထက်ပါတဲ့လေဒုဆိုတဲ့အလွာလေးနဲ့အုပ်ထားတဲ့အလွန်ပျက်စီးဖို့လွယ်ကူတဲ့ဘောလုံးလေးတစ်လုံးများတာဖြစ်တယ်လို့သိလိုက်ရတဲ့အခိုက်အတန့်မှာ overview effect setting ဖြစ်လာကြတယ်လို့ဆိုပါတယ် ဒီခါမှာဒီဘောလုံးလေးကိုပဲ CEO တွေခြားဥပဒေတွေခြားပြီးသူ့နိုင်ငံကိုယ်နိုင်ငံနယ်မြေတွေပိုင်းခြားသတ်မှတ်တယ်ကျူးကျော်ကြတယ်သူ့လူမျိုးငါလူမျိုးသွေးကွဲကြတယ်တိုက်ခိုက်ကြတယ်သူ့ဘာသာငါဘာသာကန့်တန့်ကိုးကွယ်ကြတယ်ဆိုတဲ့အရာတွေဟာဘာမှအရေးမကြီးဘူးဆိုတာပုံသိလာကြရတယ်ဒီအပြန်ရောင်အဆက်ကလေးကိုဘလို့ညင်ညွတ်ညွတ်နဲ့ကာကွယ်ရှစ်ဆက်ကြမယ်ဘလို့မပြည့်စည်အောင်ထိန်းသိမ်းစောင့်ရှောက်ကြရမယ်ဆိုတဲ့ကိစ္စဟာ အထက်ကဖော်ပြခဲ့တဲ့အရာတွေထက်အများကြီးအရေးကြီးတယ်ဆိုတာတေချာသဘောပေါက်လာရတဲ့ဒီလိုအမြင်မျိုးကိုတမိုင်းတစ်လျှောက်လုံးအာကာသတွေရောက်မှုတဲ့လူပေါင်း950လောက်ထဲကမှကဘာပတ်လန်အပြင်ကိုရောက်မှုတဲ့လူအ ਨੇ ချင်းကသာရရှိခဲ့မှုပါပဲဒါပေမဲ့လူတွေနဲ့အခြားသက်ရှိတွေရဲ့ကွာခြားချက်ကရှေ့လူတွေဟာသူတို့ရဲ့ရှာဖွေမှုတွေရဲ့တွေ့ကြုံတွေကိုပုံတွေစာရီပေတွေနဲ့မှတ်သားပြီးနောက်လူတွေအတွက်ချန်ထားတတ်ခြင်းပဲ။ ဒါကြောင့်လဲလူရီယာအရာရာကိုအဆကပြန်ဆစေရမလို့ပဲရှေ့သို့တဖြည်းဖြည်းခြေဆက်နိုင်ခဲ့ကြတယ်။အခုလဲလူတန်းပေါင်းညားစွာတဲ့ကလူအငယ်နဲခဲ့တာရဘူးတဲ့အတွေ့အကြုံကိုရယူပြီးရှေ့ဆက်နိုင်ကြပါစေလို့မျှော်လင့်လျက်ရှိပါတယ်။ဆက်လက်ပြီးနေအောင်ရေးသားထားတဲ့ Red Indian သားဖဆိုတဲ့စာတူလေးကိုဖတ်ပြမှာဖြစ်ပါတယ်ခင်ဗျာ။ Red Indian သားဖ Red Indian အဖေဖြစ်တဲ့သူဟာအရွယ်ရောက်လာတဲ့သားကိုတောင်းနေတဲ့ခုဆောင်သွားခဲ့ပါတယ်။ ပြီးတော့မျက်စိကိုအဝင်းနဲ့စီးပြီးသူ့ကိုတယောက်တည်းတောထဲထဲမှာထားခဲ့တယ်။ဒါဖြစ်သူလှုပ်ဆောင်ရမှာကတညလုံးတစ်ပင်အောက်မှာမျက်လုံးစီးထားတဲ့အဝတ်ကိုမချွတ်ပဲနောက်နေ့မနေ့နေထွက်လာတဲ့အထိထိုင်နေဖို့ပါပဲ။သူတယောက်တည်းဆိုမှတယောက်တည်းပဲအကူညီတောင်းစာလည်းဘယ်သူမှမရှိပါဘူး။အဲ့ညကိုသူချော်ဖြတ်နိုင်ခဲ့ရင်သူကယောက်ျားကောင်းတယောက်အဖြစ်သတ်မှတ်ခြင်းခံရမယ်။အဲ့ဒီညရဲ့သူ့တွေ့ကြုံကိုအခြားတငယ်ချင်းတွေကိုပြောပြခွင့်မရှိဘူး။ လူငယ်တိုင်းဟာသူ့နီသူဟန်တဲ့လူကြီးတယောက်အဖြစ်ကိုကူးပြောင်းဖို့အဲ့ဒီညကိုချော်ဖြတ်ရတယ်။ဒါဟာ Red Indian လူငယ်တယောက်ရဲ့လူကြီးဘဝကိုကူးပြောင်းချိန်မှာဖြတ်တန်းရလေရှိတဲ့ဒလိထုံးစံတစ်ခုပါပဲ။ညစ်နဲ့လာတာနဲ့အများကောင်လေးကတဖြည်းဖြည်းထိတ်လန့်လာတယ်။တိုးကောင်မျိုးစုရဲ့အတန်ကိုသူကြားလာတယ်။ဝဝဝနေရာသူ့အနာမှာရှိနေတာကိုသိနေရတယ်။ညွန့်နယ်စုမတူတဲ့လူရင်းတွေကလည်းသူ့ကိုဒုက္ခပေးနိုင်တော့လဲစဉ်းစားမိတယ်။တိုက်ခတ်နေတဲ့လေပြင်းတွေဟာလည်းမျက်ပင်တွေတစ်ပင်တွေနောက်ဆုံးသူ့ကိုတည်ဆောင်သွားတော့မယ်ထိပါပဲ။ နောက်ဆုံးမှာတော့သူဟာမျက်စိကိုစီးထားတဲ့အဝတ်ကိုမဖယ်ပဲကြမ်းတဲ့နဲ့ညကိုခက်ခက်ခဲခဲဖျက်တမ်းနိုင်ခဲ့တယ်။ဒါဟာသူ့အတွက်ယောက်ျားကောင်းတယောက်ဖြစ်သတ်မှတ်ခံနိုင်ဖို့အတွက်တခုတည်းသောနီလန်ပဲ။မနဲ့မိုးလင်းလို့နေအောင်ကြည့်သူ့မျက်နှာပေါ်ချရောက်တဲ့အခါမှာမျက်စိကိုစီးထားတဲ့အဝတ်ကိုဖယ်လိုက်တယ်။သူထိုင်နေတဲ့တစ်ပင်ရဲ့နောက်မှာသူ့အဖေကိုတွေ့လိုက်ရတယ်။သူ့အဖေကိုဘယ်တော့မှရောက်နေတာလဲမေးကြည့်တော့ညကလေးကားလို့ဖြေတယ်။တခါတည်းရန်ကျွန်တော်တို့တွေကခက်ခဲတဲ့အချိန်ကာလတွေကိုတယောက်တည်းဖျက်တမ်းနေရတယ်လို့ ထင်ကောင်းထင်မိပေမဲ့တကယ်တမ်းကျတော့မိသားစုဟာကျွန်တော်တို့နဲ့အမြဲတမ်းအတူရှိနေခဲ့တာဖြစ်ပါတယ်။နေရာအခုလိုချင်ပင်သားဆင်ပြီးခဲ့တဲ့တဲ့ကျေးဇူးအထူးပဲတင်ရှိပါတယ်။အားလုံးပဲဘေးရန်ပေါင်းကင်းဆင်ပြီးကိုစစ်နေပြကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။